အဲလက်ရှိမှာကျွန်တော်တို့အတွက်ယုံကြည်မှုရှိတာဘာလဲဆိုတော့နောက်တန်းတည်ငြိမ်မှုနဲ့စင်လီမန်လက်ဆံပြနိုင်မှုဟာကျွန်တော်တို့အတွက်ယုံကြည်မှုတစ်ခုဝေဒနာလုံးမဲ့မိလန်ကိုခင်ဗျာ United Diary ဘန်ကိုထုံကနေပြောချင်လို့ပါတယ်အဲ့တော့ကျွန်တော်တို့ဒါမနက်ဖြန်မှာနော်အော်တိုဘာ25ရက်နေ့မြန်မာစံတော်ချိန်17နာရီမှာဆိုရင်တော့ဒီ မန်ချက်စတာယူနိုက်တက်တင်းကဘရိုက်တန်တင်းကိုအင်ကွင်းမှာလက်ခံရှင်းနေတာတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအသင်းနှစ်သင်းအကြောင်းကိုချက်ပြန်ကြည့်ကြအောင်ယူနိုက်တက်တင်းဒီဒါဘရိုက်တန်ကိုအဲ့ခံကစားမှာဖြစ်ပြီးအင်ကွင်းဖြစ်နေပြီမလဲကြောက်ဖို့ကောင်းတဲ့အနေအထားတစ်ခုလို့ရှိနေတယ်ဘာကြောင့်လဲဆိုတော့အဲယူနိုက်တက်ကဘရိုက်တန်ကိုနောက်ဆုံးနှစ်ပွဲလက်ခံရှင်းပြန်ကစားခဲ့တဲ့အနေအထားမှာနှစ်ပွဲလုံးရှုံးနေထားတာကိုကျွန်တော်တို့မြင်တွေ့ရမယ်ဒါအပြင်ကိုမှလက်ရှိမှာ right and thing က နောက်ဆုံး၅ဘွဲ့ဆက်ရှုံးပွဲမရှိထားတဲ့အတင်းနဲ့ဖြစ်တယ်။ဖောင်းပုံစံတော်တော်လေးကောင်းနေတယ်။သူတို့ရဲ့၄နဲ့၃တက်ကစားကွက်အောင်ပါတကယ်လေးကိုထိဆက်မိမိနဲ့ကစားနိုင်တယ်။အဲဒီမှာကျွန်တော်တို့တစ်ချက်သတိထားရမှာက Ryan Thin ရဲ့တိုက်စစ်ကိုဦးဆောင်လာတာကကျွန်တော်တို့ United အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ Webber ။ဒါနဲ့ Webber အနေနဲ့ကလက်ရှိမှာဆိုလဲဒါ Ryan Thin ဘက်ကသူ့အနေနဲ့ Twin Go ဒါ Premier League တင်ကို၄ Go အထိရရှိနေထားတဲ့အနေအထားမျိုးပါ။ တော်တော်လေးတော့ကျွန်တော်စောင့်ကြည့်သွားမယ်ပုံစံမျိုးရှိနေတယ်။ဒါအပြင်ကမှဒေါက်တာ United အသင်းရဲ့လက်ရှိဒီကိုးသွင်းထားတဲ့လူတွေကျွန်တော်ကြည့်မယ်ဆိုရင်တော့မှာပဲ Bruno Fernandes နှစ်ကိုးရှိတယ်ပြီးတော့ဒါ Benjamin Sesko နှစ်ကိုးရှိတယ်ပြီးတော့ Brian Bumo နှစ်ကိုးရှိတယ်ပေါ့နော်။ဒါစုစုပေါင်း၃ယောက်က၂ကိုးစီတွင်ထားတယ်။ဒါအမြင်ဆုံးပဲ။အဲဟိုဘက်မှာကျွန်တော်အဲ့လိုမဟုတ်ဘူး။ Danny Webber ကဂျုံဂျီမှုပြေဝါနေပြီးခဲ့တဲ့ဒါကျွန်တော်တို့ Newcastle နဲ့ပွဲစဉ်မှာဆိုလဲသူတို့အနေနဲ့က2-1နဲ့အနိုင်ရရှိတဲ့အခြေအနေမျိုးမှာ ဒန်နီဝဲဘက်ကနှစ်ဂိုးလုံးကိုသွင်းပေးထားတာလည်းဖြစ်ပါတယ်ဆိုတော့ဒန်နီဝဲဘက်ဦးဆောင်လာမဲ့တိုက်စစ်ကိုယူနိုက်တက်တင်းရဲ့နောက်တန်းဒီဘယ်လိုထိန်းချုပ်သွားမှာလဲဒါစိတ်ဝင်စားစရာကောင်းနေတာလည်းဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကဒီဘက်မှာလက်ရှိ Brighton အသင်းဒီအသင်းကြီးတော်တော်များများဒုက္ခပေးတာရှိတယ်ဆိုတော့ Chelsea ကိုအနိုင်ကျန်ထားတယ်ဒါပြီးတော့ Newcastle ကိုအနိုင်ကျန်ထားတယ်ပြီးတော့ပေါ့နိုင်ငံလားဒီလိုအသင်းမျိုးဖြစ်နေတယ် ဆိုတော့သူတို့အနေနဲ့တကယ်ကိုစိတ်သက်ပိုင်းဆိုင်ရလေဟာအမြင့်ဆုံးခြေအနေမှာရှိနေတယ်လက်ရှိမှာတော့ဟုတ်တယ်တေပွဲကြီးများနေတာဖြစ်တဲ့အတွက်သူတို့အနေနဲ့ဘာဖြစ်လဲဆိုတော့အဆင့်30မှာရက်တည်နေတဲ့ United ကတော့အဆင့်6မှာရက်တည်နေ90ဆိုပြီးမှလက်ရှိဒီချိန်နေမှာ Brighton သင်းရဲ့ပုံစံကိုကျွန်တော်တို့ short တွက်လို့တော့မရဘူးအဲ့ဒါကိုကျွန်တော်တို့တည်ဖို့လိုလိမ့်မယ်အဲ United သင်းကလက်ရှိမှာသူပြဿနာပြီးကိုယ်နဲ့ပြဿနာ ဒီကွင်းလေပြဿနာကိုဒီနွေရာသီမှာဘလဘာအဲ့ဒီ bracket နဲ့ဒါမှဘလဘာနဲ့စားထိုးမယ်ဆိုပြီးလောက်ထားပြီးမလောက်ဖြစ်တဲ့အနေအထားမျိုးမှာလက်ရှိကွင်းလေဖောင်ပုံစံအရလည်းရှင်နိုင်ဖို့အနေအထားနည်းနည်းလေးတော့ခက်ခဲတော့ရှိတယ်။ Casmero ကတဘာနဲ့ဝါရှိပေမဲ့မိနစ်60လုံးကျွန်တော်တို့ဟိုပြောရအောင်လဲသူ့ကိုညှော်လင့်လို့တော့မရဘူး။အဲလက်ရှိမှာကျွန်တော်တို့အတွက်ယုံကြည်မှုရှိတာဘာလဲဆိုတော့နောက်တန်းတည်ငြိမ်မှုနဲ့စင်လီမန်လက်ဆန်းပြနိုင်မှုကကျွန်တော်ကျွန်တော်တို့အတွက်ယုံကြည်မှုတစ်ခုရှိတယ်။အဲ United နဲ့ဒါ Brighton တို့ရဲ့ထိတ်တိုက်တိုက်ဆက်မှုကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်း ဒါဒေါ်လေးကိုအာမကောင်းတဲ့အခြေအနေမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့တော့ United ဒီနောက်ဆုံး5ချိန်ဒါ Brighton အသင်းနဲ့တွေ့ဆုံတဲ့အချိန်မှာသူတို့အနေနဲ့ဒီပွဲရှုံးနေတာကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ဒီနောက်တစ်ခုက Brighton နဲ့ ਨੇ United ကိုအိမ်ခွေအဝေးခွေမရှောင်မနဲ့ဒုက္ခပေးနေတဲ့အတင်းလေးဖြစ်တယ်။ပြီးတော့နောက်တစ်ခုက 你那边呢？不带 ending 啊！他买的小堆数目，就那人民币，够钱的嘛？他以为了我没事，那那没 show 没 show 嘛？他拍的那他拍的 show，他拍？你罗贝西，我讲那个，除了的，remalima，他超钱的对不对？remalima 他就是超钱的，谁不要的？那他嘞，老我他以为没事，他变过嘛？他买的小块是够钱的对不对？他以为收入，阿可以プラマ，阿伊他拍的没事的有嘞，阿伊プラマ。 တရေပွဲတပွဲပဲရှိခဲ့ဘူးလေဂျန်နစ်ပွဲစဉ်တွေအကုန်လုံးအနိုင်ရှုံးပြတ်သားတယ်အဲ့တော့ပရီးမီးယားလိမှာဆိုတော့ဂျိမ်းတေးလည်းလုံးဝတရေပွဲမရှိဘူးဒါဟုတ်ဟိုထူးခြားတဲ့ချက်အနေနဲ့ကျွန်တော်တို့စဉ်းစားလို့ရတယ်အဲ့တော့ United ဒီမှတ်နေကျွန်တော်တို့ဒါ Old Trafford မှာ Brighton ကိုလက်ခံကစားရမယ်ဒါပေမဲ့ Brighton ဒီ United နဲ့တွေ့လာရင်အငြင်းတန်းဒုက္ခပေးနေတဲ့အတင်းတင်းဖြစ်နေကျွန်တော်ရှိနေတာဖြစ်ပါတယ်ဆိုတော့ United နဲ့ Brighton တို့ရဲ့မနက်ဖြန်ပွဲစဉ်ကတကယ်ကိုစိတ်ဝင်စားတဲ့အကောင်လေးပြီ။မီးပြဟုတ်ပင် Amoring ကသူ့ရဲ့လက်ထက်မှာကျွန်တော်တို့၂ပွဲဆက်နိုင်ပွဲရရှိသွားခဲ့တယ်လို့၃ပွဲဆက်နိုင်ပွဲရရှိမှုတွေစူးစမ်းလာရမှာဖြစ်တယ်။ဒါပြင်ကုန်ပါပဲ။ Brighton သင်းတင်လက်ရှိမှာနောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိထားတဲ့အသင်းလည်းဖြစ်နေပါတယ်။အဲ့တော့ဒီလိုအခြေအနေမျိုးမှာမီးပြဟုတ်ပင် Amoring နဲ့ United အသင်းရဲ့ ယသာသမားတွေမှာဖိအားတွေတော်တော်လေးများနေမယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုတော့ဒီပွဲစဉ်ဒီကျွန်တော်ကတော့ဒါ United အိမ်ဝင်ဖြစ်တဲ့အတွက်လက်ရှိမှာအကောင်းဆုံးပုံစံရနေတာဖြစ်တဲ့အတွက်2-1လောက်နဲ့ကတ်နိုင်သွားမယ်လို့တော့ယုံကြည်တယ်ချီနင်ကတော့ဘယ်လိုဖြစ်လာမလဲပေါ့ဒါမှအာဒါဒီဝက်ဘက်ကိုဘလူးကိုထိန်းချုပ်ပါလေဒါတွေကကျွန်တော်တို့အကျွတ်တင်စဉ်းစားထားမယ့်ပုံစံမျိုးတွေဖြစ်ပါတယ်။ဒါအပြင်ကမှ United ရဲ့တိုက်စစ်ကရော ဘန်ဂျမင်ရှတ်ကိုမစ္စမမာဒီယက်စ်ပေါ်ညာဘရိုင်ယန်ဘူမိုတို့ဦးဆောင်လာတဲ့ United တိုက်စစ်ပါတစ်ဖက်ကဒမ်တို့ဟက်ကေးတို့ဦးဆောင်နေတဲ့ခံစစ်ပုံပုံစံကောင်းနေတဲ့ခံစစ်ကိုဘယ်လိုမျိုးထိန်းချုပ်ဘယ်လိုမျိုးထိုးဖောက်ပါလဲဒါကျွန်တော်တို့ဒါတော်တော်လေးကိုစိတ်ဝင်စားကြကောင်းပါပြီအဲ့တော့မနက်ဖြန်ကြာလို့ရှိရင်เนาะကျွန်တော်တို့အာ United နဲ့ Brighton တို့ရဲ့ပွဲစဉ်ကို 你马上到人家这个男人嘛，就休假呀，看没？你都准备东西没，好没？